ဘဲသမားလုံးမင်္ဂလာပါခင်ဗျစပော့အီတူစီကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတော့ BFA တင်တာကောင်းသောလူငယ်ကစားသမားစုအတွက်စကားတင်ချဦးတဲ့ပါဝင်ခဲ့တဲ့ကဏ္ဍချက်ပွဲနှစ်ဦးအေးဆန်းနဲ့လဘာဝူတို့အပြောင်းရွှေ့အတွက်နဘာအတင်အတွင်းလူတွေရဲ့ပြောကြားချက်တွေကိုမျှဝေခဲ့တဲ့တင်တာပန်ချီကော့ဖ်ချန်ပီယံလိပြိုင်ပွဲမှာပါဝင်ကစားခွင့်ကဏ္ဍချင်းခံထားရတဲ့မန်ယူနိုက်တက်ချက်ပွဲစတဲ့တင်များပဲဖြစ်ပါတယ်လဘာဝူတင်ဟာဒီနေ့ရက်ဒီမှာနယူကာဆယ်တိုက်စစ်မှုအလက်ဇန္ဒားအီဆာကိုကြီးမားတဲ့ပြောင်းရွှေ့ခြင်းနဲ့ကဏ္ဍသွားဖို့ပြင်ဆင်နေပြီလို့သိရပါတယ် 2022ခုနှစ်မှာငါးကြားရီစီပြောင်းရွှေ့လာပြီးကြတဲ့ကဥရောပရဲ့ချောင်းဆရာအကောင်းဆုံးဂိုးသွင်းရှင်တွေကတအုပ်ဖြစ်ခဲ့တဲ့အီဆာကိုစေဝင်စားနေတဲ့အသင်းတွေအများပြားရှိနေကြတာဖြစ်ပြီးမြူကာဆေကဒီနေရာဒီမှာဆွေရင်တိုက်စီမှုကိုလက်မလို့ရအောင်စာချုပ်တဲ့ချုပ်ဆိုခြင်းနေတာဖြစ်ပါတယ်။ဒါမှလည်းလေဘာဘူးတင်ကအီဆာထွက်ပြည်တင်ဆန်းကျင်နေပြောင်းရွှေ့ကြီးကိုစာချုပ်ညှိုးခေါ်ယူခြင်းတွေဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက်စာချုပ်တဲ့ချုပ်ဆိုဖို့အတွက်ဖီးယားတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒီလိုသတင်းတွေထွက်ပေါ်နေပြီမဲ့လေမြူကာဆေကအီဆာဟာရောင်းဖို့မဟုတ်ဘူးလို့အခိုင်အမာပြောဆိုနေစေဖြစ်ပြီး ဒေနရာစီမာဆီရီတိုက်စစ်မှုအတွက်ချင်းခတ်မှုတွေကိုလည်းငြင်းပယ်သွားမှာဖြစ်ပါတယ်။အသက်၂၅နှစ်ရွယ်တိုက်စစ်မှုဟာနျူကာဆယ်နဲ့တုံးနစ်စာချုပ်တံတန်းချန်ရှိနေသေးသူဖြစ်ပြီးအတင်းမှာရှိနေရတာကိုပျော်ရွှင်နေပုံပေါ်လာကြောင့်ခေါ်ယူခြင်းရဲ့အသင်းတွေအတွက်တော့ခက်ခဲမှာဖြစ်ပါတယ်။နျူကာဆယ်ကဒီနရာလီမှာအိဆက်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်ခက်ခဲတဲ့တာဝန်ကိုရင်ဆိုင်နေရပြီးအပြောင်းရွှေ့တဲ့တင်းတောင်းဘမ်ဂျီကော့ခလဘာဘူးရဲ့စိတ်ဝင်စားမှုနဲ့ပတ်သက်ပြီးနောက်ဆုံးကြားခဲ့ရတဲ့တင်းတွေကိုမျှဝေခဲ့တာဖြစ်ပါတယ်။ အေဆာဒ်ဟာကမ္ဘာ့ဘုကအကောင်းဆုံးကစားသမားလို့ခြေကောက်ကအထင်မြင်နေပြီးမျိုးပါဆယ်ပြည်သက်တွေကလည်းအဲ့ဒီပြောဆိုမှုကိုသဘောတူညီကြမှာဖြစ်ပေမဲ့လေတဲတော်ရဲစင်းနဲ့သာကန့်လန့်လာမယ်ဆိုရင်ဒီနေရာဒီမှာအလန်ရှီယာနောက်ပိုင်းအတင်းအကောင်းဆုံးတိုက်စစ်မှုထွက်ခွာသွားတာကိုမြင်တွေ့ရနိုင်ပါတယ်။လဘာဝတင်ကအေဆာဒ်ကိုခေါ်ယူဖို့ကြိုးပမ်းလာမှုကစေဝန်သားစရာပြောင်းရွှေ့တစ်ခုဖြစ်လာမှသိကြပြီးအထူးသဖြင့်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက်မှခေါ်ယူကျင်လာခဲ့တာဖြစ်ပါတယ်။ ရပါဘူးရောင်းနုကဆဲပါလာမယာစီချန်ပီယံလိကစားရမှာဖြစ်တာကြောင့်အီဆာအနေနဲ့ငကြားတွေနဲ့ဆန်နေဖို့ရွေးချယ်ပွဲရှိနေပြီ။ဆွေတဲ့တိုက်စစ်မှုအတွက်လေဘာဘူးတင်းနောက်ွယ်မှာလုံဆောင်နေတဲ့အလုပ်တွေနဲ့ပတ်သက်ပြီး Jeff Gore ကအသင်းနဲ့တင်းကြားအပြောင်းရွှေ့ထွက်အတွင်းလူတွေစီကကြားခဲ့သမျှကိုမျှဝေခဲ့ပါရယ်။အီဆာကဒီတိုင်းပဲရှိနေတယ်။အာဆင်နယ်နဲ့တော့လိုပါပဲအိမ်မက်ထားတဲ့ပြမဲ့ဖြစ်ပေါ့။ဒါပေမဲ့လေဘာဘူးကနုကဆဲကအီဆာကိုရောင်းမဲ့ကစားသမားမဟုတ်ဘူးဆိုပြီးပြောထားတာတော့မှာပဲ။လာမယာစီတပတ်တွေမှာခေါ်ယူနိုင်မဲ့အခွင့်အရေးရှိနိုင်နေဆိုပြီးခံစားနေရတယ်။လေဘာဘူးဘက်ကနေကြည့်ရင်လည်းစူးစမ်းကြည့်ရင်အရှုံးမရှိနိုင်ပါဘူး။ ကျွန်တော်ကြားခဲ့တာကတော့သူတို့တွေ Florian Vass နဲ့တုန်းကလုတ်ခဲ့သလိုပဲပြင်ဆင်နေရတဲ့သူတို့ Newcastle ကိုပေါင်တန်းတရာရဖို့အာမခံချက်ပေးပြီးစုစုပေါင်းပြောင်းရွှေ့ကြီးက Vass နဲ့တုန်းကလဘာကူစင်းတဲ့သဘောတူညီမှုရခဲ့တဲ့ပေါင်136တန်းထက်တောင်ကျော်သွားနိုင်နေတဲ့မူလအပြည့်လဘာကူကဒီပြောင်းရွှေ့ကအပြီးတက်နိုင်မှုခက်ခဲတယ်ဆိုတာကိုသိတယ်။ Newcastle အသင်းအတွင်းလူတွေပြောတာက Champions League ကစားခွင့်လည်းရထားတော့သူတို့က AC ပဲတဲ့ အိဆက်ကလည်းလာလာကောင်းကောင်းရနေပြီးစားကြုံလေးရှိနေတယ်ဆိုတော့ကန္နာမူကပေါင်တန်း150 200နီးပါးတောင်ဖြစ်လာမယ်ဆိုရင်တော့နျူကာဆယ်ကစိတ်ပြောင်းဝင်ပြောင်းနိုင်တယ်တဲ့။လီဗာပူးကတော့နောက်ထပ်ပြင်မှတ်တစ်ခုကိုမပြောင်းလဲခင်အိဆက်အတွက်ကြိုးစားနေရုံမှာဘဲလို့ပြောတယ်လို့ပြောဆိုခဲ့ပါတယ်။ဖလိုရန်ဗာစာဒီနေ့ညနေမှာမာဆေးဆိုင်ကိုရောက်ရှိလာတော့မှာဖြစ်ပြီးတောက်ကြနေမှာစေစစ်မှုခံယူပြီးတော့လည်းလီဗာပူးရဲ့ဖြည်းတင်ဆန်းခြင်းနဲ့ပြောင်းရွှေ့ခြင်းရှင်ဖြစ်လာတော့မှာဖြစ်ပါတယ်။ ပရီးမီးယားချန်ပီယံတွေအားဖလိုရီယန်ဗတ်စ်ကိုဘိုင်ယန်မြူနစ်မန်စီးတီးတို့ကိုအလဲထုတ်ခေါ်ယူပြီးအသင်းလူစင်းကိုနောက်ထပ်အဆင့်တစ်ဆင့်ပို့ဆောင်ပေးနိုင်မယ့်စင်မန်ရဲ့ကစားသမားဖြစ်ယုံကြည်နေတာဖြစ်ပါတယ်။လဘာကူတင်ဟာလဘာကူစင်တင်တဲ့ဖလိုရီယန်ဗတ်စ်အတွက်အကြိမ်နယ်ကိုညီနိုင်ဆွေးနွေးခဲ့ရပြီးပြောင်းရွှေ့ခြင်းပေါင်း116တန်းနဲ့သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ဖလိုရီယန်ဗတ်စ်ဟာ MP မှာ9နှစ်စာကြောထုတ်ဆိုသွားမှာ ဖြစ်ပြီးလဘာကူတင်မှာလက်ရှိရနေတဲ့လစာထက်အစ200လေးပါတိုးမြင့်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။ ဂျပန်ကျေပွင့်ရဘော်ရုံနေမှာအားလဲအပန်းပြေခရီးအဆုံးတက်ခဲ့ပြီးနောက်ယနေ့မှာလဘာဘူးမြို့ကိုရောက်ရှိလာမှာဖြစ်တယ်လို့တရင်တော်ပန်းပြေကော့ကအတည်ပြုခဲ့ပါတယ်ဖာဘရီဇီယိုရိုမာနိုကလည်းဂျာဇာပရီနီမနက်မှာဖလိုရီယန်ဗတ်စီအပြောင်းရှင်နဲ့ပတ်သက်ပြီးနောက်ကအတည်ပြုချက်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ် လုံးဝလက်ရှိရတုန်းကသဘောတူညီခဲ့တဲ့သဘောတူညီမှုကနေအထူးထက်တန်ထည့်ရတဲ့ဇလန်ရဆိုရင်ဗာစကာလက်ပါဘူးကိုရောက်ရှိပြီးတာနဲ့48နှစ်အရွယ်အတွင်းဆေးစစ်မှုခံယူသွားမှာပါ။အဲစားချုပ်စာတမ်းတွေအားလုံးအစင်သိပြင်ထားပြီးသားဖြစ်ပြီးလက်မှတ်ထိုးပြီးတာနဲ့ဗာစကာလက်ပါဘူးရဲ့အသင်းစံချိန်နဲ့ပြောင်းရွှေ့ခြင်းရှင်ဖြစ်ထုတ်ပေါ်မိတ်ဆက်ခြင်းခံခဲ့ရပါလိမ့်မယ်လို့ရေးသားခဲ့တာဖြစ်ပါတယ်။နောက်ထပ်မိနစ်20လောက်မှာဖက်ဗရီရိုမာနိုကနောက်ထပ်သတင်းသစ်ထပ်ပေးခဲ့ပြီး MP မှာဖလိုရီယန်ဗာစီယာရှိမဲ့လာစာပမာဏကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။ ။နောက်ထပ် Florian Vaz တရင်ကတော့သူရဲ့လာစာဟာတပတ်လောက်ခါလာစာပေါင်း2သိန်းနဲ့စူတင်းကိုပြောင်းဝင်မယ်လို့သိရပါတယ်။မြန်မာရဲ့လာစာရမယ်ဆိုတဲ့သတင်းတွေကိုအတိပြုလို့မရနိုင်ခဲ့ပေ။လဘာဘူးရဲ့လက်ရှိလာစာပေးချေမှုပုံစံနဲ့အန်ကိုင်းမဲလာစာမျိုးပဲဖြစ်ပါတယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ကစားသမား6ဦးဟာအင်္ဂလန်ရဲ့ professional ကစားသမားတွေမဲပေးရွေးချယ်တဲ့ BFA တနစ်တာအကောင်းဆုံးလူငယ်ကစားသမားစုအတွက်စကားတင်စီးနဲ့မှပါဝင်ခဲ့ပြီးအဲဒီထက်ကကစားသမား9ဦးဟာကြီးမားတဲ့ငွေချင်းနဲ့အပြောင်းအရွှေ့တွေတောင်ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ် မိုင်လိုဝက်စကယ်လီအီတန်နာနယ်ရီတို့နှုတ်စတော့ဟာအာဒီတာရဲ့လူစင်းထဲမှာအဓိကကစားသမားတွေဖြစ်လာစေမယ့်အထင်ကြီးပွဲရာသီကိုပိုင်ဆိုင်ခဲ့ပြီးနောက်ဒဂါဒီစင်းထဲကိုပါဝင်ခဲ့တာဖြစ်ပြီးလိုဝက်စကယ်လီကမလာကအင်္ဂလန်လက်ဝဲစင်ဖွဲ့အထွတ်ဖြစ်အေဗေနီယာနဲ့ကစားခဲ့တဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အီတန်နာနယ်ရီကလည်းဂန်နာရီအထွတ်ပြန်ပွဲစုံ38ပွဲပါဝင်ကစားပေးခဲ့ရာမှာဂိုးဂိုးအထိသွင်းယူနိုင်ခဲ့ပြီးဂန်နာချန်ပွင့်တွေနဲ့အတူချဲစီကစားသမားတစ်လီယန်ဒီလက်ဖ်ကလည်းတန်ဆင်သွားတဲ့အင်းဆွေတောင်းအထွတ်ဂိုးဒါဇင်ကိုသွင်းယူခဲ့ပြီးနောက်ဒဂါဒီစင်းထဲပါဝင်ခဲ့ပါတယ်။ ။ဗမာတင်အထင်ကြီးပွဲရာသီကြောင့် Real Madrid ကိုပြောင်းရွှေ့သွားခဲ့တဲ့ Dem Huijsan ကလည်းသကားတင်စင်းနဲ့ပါဝင်ခဲ့ပြီးလဘာဘူးကိုပြောင်းမှုသတင်းထွက်နေတဲ့ Milos Kaká လည်းပါဝင်ခဲ့ပါရီ။နောက်ဆုံးကစားမကတော့ Aston Villa ကျယ်ဝှင့် Morgan Rashford ဖြစ်ပြီးပြီးခဲ့တဲ့ရာသီမှာအသင်းအတွက် Premier League ပွဲအားလုံးနီးပါးပါဝင်ကစားပေးခဲ့ပြီးတွင်ကို၈ဂိုးနဲ့ဂိုးပန်တီးမှု၁၀ချိန်ထိပြုလုပ်နိုင်ခဲ့တဲ့အတွက်အင်္ဂလန်နဲ့ဝေးစဉ်သင်းရဲ့ခေါ်ယူခြင်းကိုပါခံခဲ့ရတာဖြစ်ပါရီ။ ဘီယဖေးရဲ့မာသနာချိန်မြောက်တနစ်တာအကောင်းဆုံးစုပွေးပွဲကိုအော်ဂလ19ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီးမိုဟာမက်ဆာလာခကစားသမားတွေရဲ့တနစ်တာအကောင်းဆုံးကစားသမားဆုကိုရယူသွားမယ်လို့မျှော်မှန်းခြင်းခံနိုင်ရပါတယ်။ဒါစားတဲ့မှာပဲချန်ပီယံရှစ်ကစားသမားတွေရွေးချယ်တဲ့တနစ်တာအကောင်းဆုံးကစားသမားဆုစကားတင်ဆင်းနဲ့မှာလေလေးစ်ယူနိုက်တက်ကစားသမားနှစ်ဦးပါဝင်ခဲ့ပြီးနောက်ထပ်တန်းထက်အသင်းဖြစ်တဲ့ဘန်လီတင်းကကစားသမားနှစ်ဦးလည်းပါဝင်ခဲ့ပါတယ်။ လီယိုနိုက်တက်ကစားသမားနှစ်ဦးကတော့ဒန်နီယယ်ဂျိမ်းစ်နဲ့အာအိုတာနာကတို့ဖြစ်ပြီးဘန်လီကတော့ဂေါတမဂျိမ်းစ်ထရဖိုနဲ့ဂျော့ချ်ဘရောင်းဟေးတို့ဖြစ်ပါတယ်။နောက်ထပ်စကားတင်ဆေးဝင်ကစားသမားနှစ်ဦးကတော့ရှက်ဖီယူနိုက်တက်ရဲ့ပွင့်ဂတ်စ်ဟာမာနဲ့ဘောဂျာဆိန်တို့ဖြစ်ပါတယ်။ယူကဆယ်တင်ဟာမန်ချက်စတာရိုက်တက်အပယ်ခံမာဂရက်ရိုးကိုချန်ပီယံလိပိုင်ပွဲမှာပြန်လည်ကစားခွင့်ရစီမဲ့ကမ်းလှမ်းမှုပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။မန်ချက်စတာရိုက်တက်ရဲ့ပွင့်ရဲ့အော်ထရာဖိုကအနာဂတ်ဟာမယိမယံဖြစ်နေတာဖြစ်ပေမဲ့ ရွေးချယ်စရာကလည်းအကန့်အသတ်ရှိနေတာဖြစ်ပြီးဘာစီလိုနာက Rashford ရဲ့ထိပ်တန်းဦးစားပေးရွေးချယ်စရာဖြစ်လိမ့်မယ်လို့ထင်မြင်ချင်းခံခဲ့ရတာဖြစ်ပါတယ်။ဒါမဲ့လည်းစပိန်လာလီကာထိပ်သီးသင်းကြီးကတခြားကစားသမားတွေကိုကင်းထောက်နေကြတာဖြစ်ပြီး Nico Williams နဲ့ Luis Duarte ကိုထိပ်တန်းပြတ်မှတ်တွေဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ Rashford ကပီကရယာစီဒုတိယပိုင်း Aston Villa ကိုအငှားနဲ့သွားကစားခဲ့တဲ့အချိန်တွင်အထင်ကြီးစရာခြေစွမ်းပြသခဲ့ပေမယ့်လေ online အမေရိကန်တင်းကချန်ပီယံလိဝင်ခွင့်ကတ်တီလေးလွဲချော်ခဲ့ပြီးနောက်ဘီလာဘော့ကိုပြန်သွားဖို့ကလည်းမဖြစ်နိုင်တော့တဲ့ပုံပေါ်နေတာဖြစ်ပါတယ် ယူကစဲတင်ကအစံပီလာကိုကိုကွာချခြင်းလည်းကြောဖြစ်ပြီးချန်ပီယံလိဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ငကြားရီယာရက်ရှ်ဘုတ်ကိုဥရောပပြိုင်ပွဲမှာကစားခွင့်ပေးသွားမယ်အတင်ဖြစ်လာနိုင်တယ်လို့ဒဆန်ကဖော်ပြခဲ့တာဖြစ်ပါတယ်။ဒါမဲ့လည်းအပြောင်းရွှေ့ကထင်သလောက်ရိုးရှင်းမှာမဟုတ်ဘူးလို့ဒဲအက်စပရက်ကဖော်ပြခဲ့ပြီးယူကစဲတင်ကတရားဒဏ်ခံနဲ့ခေါ်ယူဖို့ချိုးပန်းနေတာဖြစ်ပေမဲ့မန်ယူနိုက်တက်ကတော့ကစားသမားနဲ့လမ်းခွဲဖို့သဘောတူညီခဲ့ပြီးနောက်အပီးတပ်ပဲထွက်ခွာစေချင်နေတာဖြစ်ပါတယ်။ အစ်မမီလာမှာကစားခဲ့တဲ့ကာလအတွင်းရက်ရှိုက19ပွဲပါဝင်ကစားပေးခဲ့ရမှာတွင်ကိုလေးကုန်းနဲ့ဂိုပန်တီမူ6ချိန်ပြုလုပ်နိုင်ခဲ့ပြီးအဲ့တကနှစ်ကိုကပရီးမီယာလိမှာတွဲယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါမဲ့လည်းရာသီနောက်ဆုံးပွဲစဉ်အနေနဲ့မှာတော့တကောက်ကျောင်းတန်ရာကြောင့်ပါဝင်ကစားခွင့်မရခဲ့ပေ။ GNI တွေနဲ့2028ခုနှစ်အထိစာချုပ်သက်တမ်းကျန်းရှိနေတဲ့ရက်ရှိုကအသင်းမှာဆက်ရှိနေတော့မှာတော့မဟုတ်တော့တာဖြစ်ပါတယ်။ အခုလိုမျိုးတရုံတရင်တွေကိုနေ့စဉ်ကြည့်ရှုနားဆင်နေတယ်ဆိုတော့ကျွန်တော်တို့ရဲ့ Sport Edu YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်အောင်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတို့ပဲတင်ရှိပါရစေခင်ဗျာ